လူတွေကတခုခုကိုလှုပ်လိုက်ပြီးဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာကို တပိုင်းမဲ့တွေးတယ်အများကြီးမတွေးဘူးအဓိကတော့ပြောချင်တာကအရာရာကို consequences တွေဖြစ်နိုင်ခြေတွေကိုငါဒါလှုပ်လိုက်ရင်ဒါဖြစ်မယ်လို့တကွက်သေးပဲမတွေးပဲနဲ့အကွက်ပေါင်းများစွာကိုဆက်ပြီးတော့ကြိုတင်တွေးတတ်ဖို့ရှာအတွက်ခုခုကိုအမြဲတမ်းဒါပြီးရင်နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကိုတွေးဒါပြီးရင်ရော နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာကိုသေချာတွေး ဒီစကားကိုနှစ်ခေါက်တေချာပြောတာဘာကြောင့်မလို့လဲဆိုတော့ဒီနီးကိုသုံးတဲ့အခါမှာဆိုကွက်တစ်ခုခုလုံးလိုက်ပြီဆိုရင် ရလက်တစ်ခုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုတေချာစဉ်းစားခိုင်းတာဖြစ်ပါတယ်အိစက်မဲဖြိုးလို့ရွှေနှုတ်မှာဆိုရင်ပေါ့နော်အရင်တော့ကရွှေနှုတ်ကိုစပြီးတော့မှဒီရွှေနှုတ် application ကိုဖြိုးကဝယ်ကာစားတော့မှဆိုရင် ရှေ့ရပိုင်ရှင်ကဖြိုးကိုဒီ subscription fees ကိုပေါ့နော်ဘယ်လိုမျိုး ချရမလဲဆိုတော့ तू ကမေးတဲ့အချိန်မှာဆိုရင်ဖြိုးကအတွေးပေါင်းများစွာโอเคဒီဈေးနှုန်းကိုထားလိုက်တယ်ဆိုရင်ဘလို့ဖြစ်သွားမလဲဆိုပြီးတော့မှ consequence တွေအများကြီးကိုတွေးတဲ့အချိန်မှာ तू ကအံ့ဩသွားရပေါ့နော်ဖြိုးအဲ့လောက်ကြီးတိတွေးတဲ့ခေါ်တတ်မယ်လို့ तू ကမထင်ထားဘူးတကယ်တမ်းကျောက်ကိုက second order thinking ကိုလုပ်လိုက်တာတာမန်လူတွေလိုမျိုးပဲတကွက်သေးပဲမချိနဲ့အကွက်ပေါင်းများစွာကိုကြိုကြည့်ဆိုပြီးတော့မှပြောချင်တာဖြစ်ပါတယ်ဗီဒီယိုပြည့်စုံကိုမဖြည့် YouTube channel မှာတော့ကြည့်နိုင်ပါတယ်